ဒီနေ့မှာတော့ကျွန်တော်တို့က2020ခုနှစ်ကထွက်ခဲ့တဲ့ကက်ဘေးရုပ်ရှင်ကားတကဖြစ်တဲ့ Greenland အကြောင်းကိုပြန်လည်းပြောပြသွေးသွားမှာဖြစ်ပါတယ်။ဇလန်းလေးဆက်စားခြင်းမှာကျွန်တော်တို့ကကြီးမားလာတဲ့အဆောက်အုံကြီးတစ်ခုပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတာကိုမြင်တွေ့ရပါတယ်။လူနှစ်ယောက်ကအလုပ်တွေနောက်ကျတဲ့အကြောင်းကိုပြောနေကြပါတယ်။အခြေအနေကိုစိတ်ပြတ်နေတဲ့သူကတော့အလုပ်ရှင်ဖြစ်တဲ့ကျော်မှာခဏကြတော့သူကကားတစ်စီးကိုမောင်းနှင်သွားပြီးကဘာနဲ့နီးကပ်စွာဖြတ်သွားမဲ့ကြက်ကွန်တစ်ခုအကြောင်းကိုရေဒီယိုကပြောနေတာကိုနားထောင်နေပါတယ်။သူကစင်ကြီးဘုံရက်ွက်တစ်ခုကိုရောက်သွားပြီးတော့အိမ်တလုံးစီကိုဝင်ဖို့ရှောက်သွားပါတယ်။ သူကအခန်းတစ်ခုတည်းကိုဝင်သွားပြီးတော့အဲ့ဒီမှာအမျိုးသမီးတစ်ယောက်ကလေ့ကျင့်ခန်းဆက်ပေါ်မှာလေ့ကျင့်ခန်းလုပ်နေတာကိုတွေ့ရပါတယ်။ဒါကတော့သူ့ရဲ့ဇနီးဖြစ်တဲ့အဲလီပါ။သူတို့ကသူတို့ရဲ့သားနာသန်နဲ့သူ့ရဲ့မွေးနေ့ပါတီအကြောင်းကိုပြောဆိုနေကြပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့သားဖြစ်သူရောက်လာပြီးတော့သူ့ရဲ့အဖေကိုတွေ့ရလို့ကလေးလေးကအယံကိုပြောရှင်နေပါတယ်။သူတို့ကသူ့ရဲ့အခန်းထဲကိုသွားပြီးတော့ clock လို့ခေါ်တဲ့လာမဲ့ကြဲတကွန်အကြောင်းကိုသူဆွဲထားတဲ့ပုံအကြောင်းပြောနေပါတယ်။ကလေးမမလှဲနေတဲ့ချိန်မှာကလေးလေးမှာစီးကြောရောကရှိနေကြောင်းကိုပြောပြနေပါတယ်။သူတို့ကဂျွန်ရဲ့မိခင်နဲ့ဖခင်ကွဲနေတဲ့အကြောင်းကိုဆွေးနွေးနေကြပါတယ်။ နောက်ပိုင်းမှာတော့သူတို့၃ယောက်ကအေကန်ထဲမှာထွက်ပြီးတော့ကျဲတခွန်အကြောင်းသတင်းကိုနားထောင်နေပါတယ်။အာကာတာတွေကအရာဝတ္ထုကကဘာစီကိုအရှိန်ဟုန်နဲ့ယူရှားလာပြီးတော့ရေခဲပိုင်းစများစွာနဲ့ဖွဲ့စည်းထားပါတယ်။အဲ့ညမှာပဲသူကအိမ်ထဲကိုပြန်ဝင်လာပြီးအခန်းထဲကိုဝင်ဝင်မရတော့အေကန်ထဲမှာပဲသွားထိုင်နေရပါတယ်။နောက်တစ်နေ့မနေ့မှာတော့ဖခင်ဖြစ်သူကကျဲတခွန်အကြောင်းသတင်းကိုထပ်မံနားထောင်နေပါတယ်။သူတို့ကကျဲတခွန်ပိုင်းစားတွေကကဘာပေါ်ကိုကြားရောက်လိမ့်မယ်လို့ပြောနေပေမဲ့စိုးရိမ်စရာအကြောင်းမရှိဘူးဆိုပြီးတော့တွေးထင်နေကြပါတယ်။ သူကလာမယ့်ပါတီအတွက်မိဖို့ကိုတန်ရှင်းရေးလုပ်နေစင်ပါပဲသူရဲ့ဇနီးဟောင်းဖြစ်တဲ့အယ်လီကဈေးဝယ်ထွက်ဖို့လိုအပ်တဲ့ပစ္စည်းငွေကိုတွားဝယ်ပေးဖို့သူ့ကိုပြောပါတယ်သူကသူ့ရဲ့သားကိုခေါ်သွားပြီးတော့ကားပါကင်မှာရှိနေစင်ပါပဲလူတိုင်းကမူကောင်းငွေကိုမောကြည့်နေကြပါတယ်သူတို့ကဈေးဝယ်ထွက်နေစင်မှာကျဲတကွန်ချင်းကပ်လာတာကိုမြင်တွေ့နေရပါတယ်ဂျွန်ကသူ့ရဲ့ဖုန်းပေါ်မှာတမနာကြီးရဲ့သတိပေးချက်တစ်ခုနဲ့အလိုလျောက်ခေါ်ဆိုမှုတစ်ခုကိုရရှိပါတယ်ဈေးဆိုင်ထဲကတခြားဘယ်သူမှသူ့လိုသတိပေးချက်ကိုမရပါဘူးသူကသူ့ရဲ့ဇနီးနဲ့သူ့ရဲ့သားနဲ့အတူအရေးပေါ်ခလုံးရနေရကိုပြောင်းရွှေ့ဖို့အတွက်ရွေးချယ်ခံရကြောင်းကိုအကြောင်းကြားချင်းခံရတာပါ အိမ်မှာရှိတယ် TV ကလည်းအလားတူသတိပေးချက်ကိုပြသနေပေမဲ့အယ်လီကတော့မမြင်ပါဘူးဂျွန်ကသူ့သားနဲ့အတူဈေးဆိုင်ကနေအမြန်ပြန်ထွက်လာပြီးအိမ်ကိုမောင်းနှင်ပြီးပြန်လာပါတယ်လမ်းမှာသူကစန့်ကျင်ဘက်သွားနေတဲ့စစ်ဖက်ဆိုင်ရာရင်းနေလင်းရင်မြန်တွေကိုမြင်တွေ့နေရပါတယ်သူတို့အိမ်ကိုရောက်တဲ့အခါမှာတော့လူတွေကပါတီပွဲအတွက်စုဝေးပြီးသားဖြစ်နေပါတယ် ဂျွန်ကမိဖို့ကြောင့်ထဲမှာရှိတဲ့အဲလီနဲ့စကားပြောဖို့သွားပြီးသူလည်းအလားတူသတိပေးချက်ရရှိခဲ့လားလို့ဆိုပြီးမေးပါတယ်။အဲ့ဒီချိန်မှာအဲလီကတော့ဒါဆန်တမှုတစ်ခုသာဖြစ်ကြောင်းထင်ပြီးတော့သူ့ကိုလစ်လျူရှုလိုက်ပေမဲ့သူကတော့လမ်းမှာမြင်ခဲ့ရတဲ့စစ်တပ်အကြောင်းကိုပြောပြလိုက်ပါတယ်။ကျေတကွန်နဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတာတန်တရားဝင်ပြီးတော့သူတို့နှစ်ယောက်အေကန်နဲ့ကိုပြန်လာခဲ့ကြပါတယ်။လူတိုင်းကသတင်းကိုကြည့်နေကြပြီးကျေတကွန်ရဲ့စိတ်ပိုင်းတစ်ခုကအတလန်တိတ်သမုဒ္ဒရာထဲကိုကြားရောက်တာကိုမြင်တွေ့ရဖို့စောင့်မျှော်နေကြပါတယ်။ရုပ်သံဖန်သားဖြစ်မှာအပိုင်းစပုံရိပ်ကိုပြသနေချိန်မှာဘယ်သူကမှတော့စိုးရိမ်မနေကြပါဘူး။ ကလေးတွေကလည်းတစ်နှစ်သုံးလေးရေတွက်နေကြပါတယ်သမုဒ္ဒရာထဲမှာရေပွက်သွားတာကိုမြင်တွေ့ရဖို့စောင့်နေကြတာပါခဏနေတော့မြင်းကလေးအနေနဲ့လှုပ်သွားပြီးတော့ဂျွန်တယောက်ကလည်းအိမ်ထဲကနေထွက်သွားပါတယ်သူကငှက်တအုပ်ပြန်တန်းသွားတာကိုလည်းမြင်တွေ့လိုက်ရပါတယ်ရုတ်တရက်ကြီးမားတဲ့လှိုင်းတစ်ခုကသူ့ကိုရိုက်ခတ်သွားပြီးတော့အိမ်ထဲမှာလည်းလှိုင်းရိုက်ခတ်တာကိုခံစားလိုက်ရပါတယ်အဲ့ဒါနဲ့သူကအိမ်ထဲကိုပြန်ဝင်လာပြီးလူတိုင်းကလည်းကြောက်လန့်နေကြပါတယ်တရင်ကိုလည်းဆက်လက်နားထောင်နေပါတယ်သတင်းကြေညာတဲ့သူကအပိုင်းစားတစ်ခုကဖလော်ရီဒါမြို့ကိုထိသွားပြီးတော့မိုင်းထောင်ပေါင်းများစွာခံစားရတဲ့လှိုင်းတစ်ခုနဲ့အတူမြို့ကိုလုံးဝဖျက်ဆီးသွားကြောင်းကြေညာလိုက်ပါတယ် ကျေတကွန်ထိမှန်တဲ့ဂျိုးပက်လန်းပုံရိပ်ကိုသတင်းမှလည်းပြသနေပါတယ်။လူတွေကနောက်ထပ်အပိုင်းစတွေကဘာကိုထိမှန်အောင်မလားဆိုတာကိုတွေးတောနေကြပါတယ်။ဂျွန်ကနောက်ထပ်သမရာကြီးရဲ့သတိပေးချက်တစ်ခုကိုထပ်မံရရှိပါတယ်။ခေါ်ဆိုမှုကတော့သူ့ရဲ့ဖုန်းနဲ့ TV နှစ်ခုစလုံးမှာဖွင့်ထားတာကြောင့် TV ရှေ့မှာရှိနေတဲ့လူတိုင်းက message ကဘာပြောထားလဲဆိုတာကိုမြင်တွေ့နိုင်ပါတယ်။တခြားဘက်သူမှဒီလိုမျိုးခေါ်ဆောင်တဲ့ message ကိုမရရှိကြပါဘူး။ သူကလေးရင်မောကိုဝင်ဖို့အတွက်လုံခြုံရေးကုတ်တစ်ခုကိုသူ့ရဲ့ဖုန်းပေါ်မှာလည်းရရှိလိုက်ပါတယ်အဲ့ဒါနဲ့တခြားသူတွေကထိတ်လန့်တခြားနဲ့ထွက်သွားကြပါတယ်ဂျွန်နဲ့အယ်လီတို့ကကလေးအတွက်အင်ဆူလင်လုံလောက်မှုရှိမရှိစိုးရင်ပြီးတော့ပစ္စည်းတွေကိုထုတ်ပိုးနေကြပါတယ်ကလေးကသူ့ရဲ့ဖိုးချောင်းကိုလည်းမေးလိုက်ပါတယ်အယ်လီကအစားအစာပြင်ဆင်နေပြီးတော့ကြောက်စရာကောင်းတဲ့သတင်းတွေကိုဆက်ပြီးနားထောင်နေပါတယ်ဂျွန်ကတော့မိုးကောင်းကင်မှာမီးလောင်နေတယ်လို့ပြောတယ်နာတန်ကိုသွားခေါ်လိုက်ပါတယ် ကားလမ်းကနေထွက်လာတဲ့အခါမှာတော့သူတို့ရဲ့တငယ်ချင်းတွေဘယ်သူမှဒီလိုမျိုးခေါ်ဆိုမှုမရရှိတာကိုတွေ့လိုက်ရပါတယ်။သူတို့ထဲကတယောက်ကတော့တရင်မှာဂျိုကိုတတ်နိုင်တဲ့ဂျိုသက်သမားလို့ခေါ်တဲ့ကြီးမားတဲ့ကျယ်တော်ပိုင်ဆိုင်တစ်ခုကကဘာကိုထိမဲ့မယ်လို့ဖော်ပြနေတဲ့အကြောင်းကိုမိသားစုကိုပြောပြလိုက်ပါတယ်။သူတို့ထွက်ခွာချိန်မှာနောက်ထပ်အင်ဂျင်တယောက်ကသူတို့ရဲ့သမီးကိုခေါ်သွားပေးဖို့တောင်းပန်ပြီးပြေးလာပါတယ်။ဂျွန်ကတော့ငင်းဆက်လိုက်ပြီးတော့သူတို့ကားနဲ့ထွက်လာခဲ့ပါတယ်။ကားထဲမှာလည်းသူတို့လင်မယားငင်းခုန်နေဖြစ်နေကြပါတယ်။တကယ်လို့သူတို့ခေါ်သွားရင်တောင်မှလီဒါစခန်းထဲမှာနောက်ပိုင်းပြန်လက်ခံရနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ ူတို့ကားမောင်းနေစင်မှာပဲလူတွေကဆိုင်တွေကိုလူရဲနေတာကိုလည်းတွေ့နေရပါတယ်။ရုတ်တရက်သူတို့ကအဝေးပြေးလမ်းပေါ်မှာရင်ကျောပိတ်ဆို့မှုကိုတွေ့လိုက်ရတော့ဂျွန်ကတခြားလမ်းကနေသွားဖို့ရွေးချယ်လိုက်ပါတယ်။ဘေးလမ်းကိုဝင်ပြီးတော့သူတို့ရေဒီယိုသတင်းကိုနားထောင်လိုက်ကြတော့နောက်ထပ်ထိခိုက်မှုတွေဖြစ်ပေါ်ပြီးတော့တခြားထိခိုက်မှုတွေလည်းဖြစ်နိုင်သေးတယ်ဆိုပြီးသတင်းမှာပြောနေတာကိုကြားလိုက်ရပါတယ်။မြို့ကြီးတစ်ခုလုံးကိုဖျက်ဆီးနိုင်တယ်လို့မျိုးမျိုးတုံးပြောက်ွယ်သွားတဲ့အဆင့်ထိဖြစ်စေနိုင်တယ်လို့လည်းပြောနေပါတယ်။သူတို့ကစစ်တပ်ကစောင့်နေတဲ့ leader scan တခုကိုအမြင်ရအောင်သွားလိုက်ပါတယ်လူတွေကတော့တကားအနီးမှာစုဝင်းနေကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကိုဝင်ဝင်မပြုတ်လို့ပါ အဲ့ဒါနဲ့ဂျွန်တို့မိသားစုကလည်းလူအုပ်ကိုတွန်းပြီးတော့သူတို့ရရှိထားတဲ့ဘာကုတ်ကိုပြလိုက်တော့ဝင်ဝင်ရသွားပါတယ်အတွင်းကိုရောက်တဲ့အခါမှာတော့သူတို့ကိုကိုပိုင်လက်ပတ်တွေပေးလိုက်ပါတယ်ပြီးတာနဲ့သူတို့ရဲ့ပစ္စည်းအားလုံးကိုအဲ့ဒီခုလေးကိုထည့်ဖို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့ကနာသန်အတွက်အင်ဆူလင်ပြောက်သွားတာကိုသတိထားမိသွားပြီးဂျွန်ကကားထဲမှာယူဖို့ပြန်သွားပါတယ်အဲလီကစစ်သားတွေကိုသူ့ရဲ့ခင်မုံကြောင့်သွားပြီးပြောပြပေးမယ်ကလေးရဲ့စီဂျိုယောဂအကြောင်းကိုပြောလိုက်မိတဲ့အတွက်ပြဿနာတစ်ခုဖြစ်ပေါ်သွားပါတယ်သူကိုအကြီးကဲရာရှိတယောက်စီခေါ်သွားပြီးတော့ဒါသာရှိယောဂါရှိတဲ့သူတွေကိုလေးရင်မခေါ်လို့မရဘူးဆိုပြီးကြောင်းကြလိုက်ပါတယ်။အဲလီကသူ့ကို အမျိုးမျိုးတောင်းပန်ပေမဲ့သူကညှင်းပယ်ခံလိုက်ရပါတယ်။သူနဲ့သူ့သားကိုစခန်းထဲကနေထုတ်ပစ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဂျွန်ကပြန်လာပြီးတော့ဘာတွေဖြစ်နေရလဲမသိဘဲသူတို့ကိုရှာဖို့လေရင်နေစီကိုဥတီသွားခဲ့ပါတယ်။ဂျွန်ကထွက်ခွာတော့မဲ့လေရင်တစင်းပေါ်ကိုတက်ပြီးတော့အဲလီကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့မရပါဘူး။အဲဒီမှာခရီးသည်တစ်ယောက်ကအင်ဆူလင်ကိုမြင်ပြီးတော့နာသာရှည်ယောဂနဲ့ပတ်သက်တဲ့စီးမြင်းနေကြောင်းကိုသူ့ကိုပြောပြလိုက်ပါတယ်။ဂျွန်ကထိတ်လန့်သွားပြီးတော့လေမော်ကနေဆင်းဖို့တောင်းဆိုလိုက်ပြီလေ။အဲဒီချိန်မှာပဲစခန်းကဖောက်ထွေးခံရပြီးလူတွေကစစ်တပ်ကိုပြန်လဲပြစ်ခတ်နေပါတော့တယ်။ဂျွန်ဆဲလာတယ်။လေရင်ကလည်းစီယိုစိတ်နေတဲ့အတွက်သူကလူတိုင်းကို ဆင်းခိုင်းပြီးတော့ထွက်ပြေးပါတယ်အဲ့ဒီချိန်မှာပဲလေရင်ကပောက်ကွဲသွားပြီးတော့ပောက်ကွဲမှုတွေကဇက်တိုက်ဖြစ်ပေါ်လာတာပါဂျွန်ကသူ့ရဲ့မိသားစုငင်းပယ်ခံလိုက်ရတဲ့အကြောင်းကိုသိသွားပါတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်ကားစီကိုပြန်ရောက်နေတဲ့အချိန်မှာနာသန်ရဲ့အင်ဆူလင်ကနည်းနေပါပြီစခန်းရဲ့ရှေ့မှာလည်းအခြေအနေတွေရှုပ်ထွေးနေတဲ့အတွက်ဂျွန်ကကားစီကိုပြန်ရောက်ဖို့အချိန်တော်တော်ကြာသွားပါတယ်နောက်တဲ့အခါမှာတော့အယ်လီကနာသန်ကိုသူ့အဖေရဲ့နေရာကိုခေါ်သွားမယ်ဆိုပြီးတော့စာရွက်လေးမှရေးထားခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်ဂျွန်ကသူတို့ရဲ့နောက်ကိုလိုက်သွားပါတော့တယ် အဲ့ဒီအချိန်မှာအယ်လီနဲ့ကလေးကတော့စီးဆိုင်တစ်ဆိုင်ကိုရောက်သွားပါတယ် သူ့ရဲ့သွေးရင်းတခြားချက်ကိုစစ်ဆေးပြီးတော့သူ့အတွက်အင်ဆူလင်ရှာဖို့သွားကြတာပါရုပ်တရက်ခိုင်းတစ်ခုကဝင်လာပြီးတော့ပတ်ဝန်းကျင်ကလူတွေကိုပြစ်ခတ်ပါတော့တယ်အဲ့ဒီချိန်မှာအယ်လီကတထက်ကင်ထားတဲ့ကောင်လေးတယောက်ကိုတောင်းပန်ပြီးတော့လොမြောက်နိုင်ခဲ့ပြီးသူ့ရဲ့ဖေးနေရာကိုခေါ်သွားပေးမဲ့လူတချို့နဲ့ကားတစ်စီးတည်းကိုဝင်လိုက်ပါတော့တယ်အယ်လီလိုက်ပါလာတဲ့ကားပေါ်ကဆိုတွေကအစကတော့အစဉ်ပြေရသားနဲ့လက်ပတ်ကိုတွေ့သွားတဲ့ခါမှာလူယူကိုကြိုးစားပါတော့တယ်နောက်ဆုံးမှာသူတို့ကအယ်လီကိုကားပေါ်ကနေပြစ်ချပြီးသူ့ရဲ့လက်ပတ်ကိုယူပြီးတော့သူ့သားနဲ့အတူမောင်းထွက်သွားပါတော့တယ်အဲလီတယောက်ကတော့အဝေးပြေးလမ်းပေါ်မှာတောင်းတနေခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲဂျွန်ကလည်းမြောက်ဖက်ကိုကားလုံတာပြီးစီးခဲ့ပါတယ်။ထရက်ကားထဲမှာဂျွန် ွန်ကလူတယောက်နဲ့စကားဆွေးမိပြောနေပါတယ်ကော်လင်လို့ခေါ်တဲ့သူကသူတို့ကကနေဒါကိုသွားနေကြောင်းကိုပြောပါတယ်အဲ့ဒီမှာဂျင်မောင်းကလေရင်ရှိတဲ့လူတယောက်ကိုသိပြီးတော့ခေလုံရင်းနေရာတွေကိုလူတွေကိုခေါ်သွားပေးနိုင်ပါတယ်စစ်တပ်က Greenland မှာခေလုံရနေရာတွေကိုတိစောက်ထားတယ်လို့သိရပါတယ် သူနဲ့သူ့မိသားစုကိုရှာပြီးတော့ကနေဒါမှာသူ့ကိုလာတွေ့ဖို့ပြောပါတယ်။ဒါမှသူတို့ကလေရင်တစ်စင်းနဲ့သွားနိုင်မှာပါ။ထရက်ကားတွေကနောက်ထပ်လူကဂျွန်ရဲ့လက်ပတ်ကိုကြည့်ပြီးတော့သူ့ကိုပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ဂျွန်ကငင်းဆန်တဲ့အခါမှာတော့စပြီးတော့တိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီရန်ပွဲကြောင့်မို့လို့ထရက်ကားကလေထွက်သွားပါတယ်။နောက်ခံကလူတွေကလည်းအပြင်ဘက်ကိုလွှင့်ကြကုန်ပါတယ်။အပြင်ဘက်ရောက်တော့လေရန်ပွဲကဆက်ပြီးဖြစ်နေပါတယ်။ဂျွန်ကသူ့စီကလက်ပတ်လူတဲ့လူကိုတတ်လိုက်ပါတယ်။ကော်လင်ကတော့လွှင့်ကြတဲ့အချိန်မှာတိတ်ဆုံးသွားပါတယ်။ တစ်ချိန်တည်းမှာပဲအယ်လီကနာသန်ကိုခေါ်သွားတဲ့လူတွေဥတီသွားတဲ့စခန်းစီကိုနောက်ထပ်ကားတစ်စီးနဲ့လိုက်သွားပါတယ်အဲ့ဒီချိန်မှာနာသန်တို့ကတော့လေစိတ်ကိုရောက်သွားပါပြီ ပထမဆုံးမှာပဲသူတို့ရဲ့လက်ပတ်တွေကိုပြနေစမှာနာတန်ကစစ်သားကိုအဲ့လူတွေကသူ့ရဲ့မိဘတွေမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်စစ်သားကသူတို့ကိုစစ်ဆေးဖို့ခေါ်သွားပါတော့တယ်နောက်ပိုင်းမှာတော့အယ်လီကရောက်လာပြီးတော့ဆေးဘက်ဆိုင်ရာဌာနတစ်ခုကနေနောက်တစ်ခုကိုသူ့ကိုရှာဖို့ကြိုးစားပါတယ်နောက်ဆုံးမှာတော့အယ်လီကနာတန်ကိုတွေ့သွားပြီးတော့အင်ဆူလင်ထိုးပေးထားကြောင်းကိုလည်းသူနာပြုကပြောပြနေပါတယ်သူနာပြုကအယ်လီကိုဘယ်သွားမှလဲလူပေးလိုက်တော့သူ့ရဲ့အဖေမျိုးကိုသွားမယ်ဆိုတာနဲ့စစ်တပ်တွေကိုပို့ဆောင်ရေးနဲ့သွားဖို့ကူညီပေးမယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့နာတန်အတွက်စေးဝါးတွေကိုလည်းထောက်ပံ့ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာဂျွန်ကတော့ရေနဲ့ဆားစာတော့အင်တလုံးကိုဖောက်ဝင်နေပါတယ်သူကချက်ချင်းသတင်းကိုလိုက်ပါတယ်အဓိကထိခိုက်မှုက 24နာရီတွင်ဖြစ်မယ်လို့ဆိုပြီးတော့သတင်းတွေကကြေညာနေတာပါအဲ့ဒါနဲ့ဂျွန်ကအဲ့ဒီအိမ်ကကားတော်တွေကိုတွေ့ပြီးတော့ကားဟိုပါမောင်းယူသွားပါတယ်အဲလီရဲ့အဖေစီကိုအပြန်သွားတာပါအဲလီရဲ့အဖေကတော့သူ့တငယ်ချင်းတွေနဲ့ကပ်ပြားကစားနေတာကိုတွေ့ရရပါတယ်သူသမီးအကြောင်းကိုလည်းလှမ်းမိလိုက်ပါတယ်အဲ့ဒီချိန်မှာသူတို့ကအမြင်မကြည်မှုတွေကိုဖယ်ထားပြီးတော့သူနဲ့တူတူနာတန်ကိုရှာဖို့ပြောလိုက်ပါတယ်တချိန်တည်းမှာပဲနာတန်နဲ့အဲလီကတော့ဓာတ်စီတိုင်ဆိုင်ကိုရောက်နေပြီးအိမ်ကိုဖုန်းလန်းဆက်လိုက်ပါတယ်ဂျွန်နဲ့သူ့အဖေကသူတို့ကိုသွားခေါ်ပါပြီ မိသားစုကနောက်ဆုံးမှာတော့အလုံးပြန်ဆုံသီးခဲ့ပါတယ်သူတို့အလုံးအင်ရောက်တဲ့အခါမှာတော့ဂျွန်ကရရှိထားတဲ့ခလုံရင်းနေရာအကြောင်းသတင်းချက်လက်တွေကမှန်ကန်နေကြောင်းကိုတွေ့ရပါတယ်အဲ့ဒါနဲ့သူကအဲလီကိုကနေဒါကိုသွားပြီးသူတို့ကန်ဆန်းနေတယ်ဆိုပြီးတော့ဆွဲဆောင်ပါတယ်ဒါကြောင့်သူတို့မိသားစု၃ယောက်ခရီးတော်ကိုပြင်ဆင်နေပါတယ်ဒါပေမဲ့ကံမကောင်းသွားပဲနဲ့အဲလီရဲ့အဖေကတော့သူတို့နဲ့လိုက်ပါဖို့ညှင်းဆန်လိုက်ပါတယ်အဲ့ဒီအချိန်မှာရုတ်တရက်ကြီးမားတဲ့ဂျေတကွန်ပိုင်းစာကြီးတကူကတရင်နာကိုကြောက်ရောက်ပါတယ်အဲ့ဒါကြောင့်သူတို့ကချက်ချင်းပဲထွက်ခွာခဲ့ရပါတယ်အဲလီရဲ့အဖေကဂျွန်ကိုတနက်တက်လက်ပေးပြီးတော့နှုတ်ဆက်လိုက်ပါတယ်။သူတို့ကားမောင်းထွက်သွားတဲ့ချိန်မှာတော့အဲလီရဲ့အဖေကကြံနေခဲ့ရပါတော့တယ်။ ဂျွန်နဲ့အယ်လီတို့ကားမောင်းနေစမှာပဲပြန်ရင်းနှီးလာပြီးတော့အထူးတကားပြန်လည်နေဆိုင်ရမယ်ဆိုပြီးတော့ဂရီပေးလိုက်ပါတယ်လမ်းတစ်လျှောက်ကားတွေပိတ်နေတဲ့နေရာရောက်တော့သူတို့တွေရန်နာလိုက်ပါတယ်အဲ့ဒီချိန်မှာကျဲတကုံကပိုင်းဆိုင်တွေကလည်းပတ်ဝန်းကျင်မှာကြာရောက်လာပြီလေဂျွန်ကကားထဲကနေထွက်ပြီးတော့မောင်းပြေးပါတယ်ဒါပေမဲ့အစိတ်ပိုင်းတွေကနေရာတိုင်းမှာကြာရောက်နေတော့အယ်လီကနောက်ခန်းကိုဝင်ပြီးတော့နာတန်ကိုကာကွယ်ပေးနေရတယ်လေ ဂျွန်ကခိုးလုံရနေရာကိုရှာဖို့ကြိုးစားနေပါတယ်အဲ့ဒါနဲ့သူတို့ကတံတားတစ်ခုကိုတွေ့တော့အဲ့ဒီနားမှာပဲရက်တက်လိုက်ပြီလေတခြားသူတွေကလည်းအဲ့ဒီတံတားနားမှာပဲဝိုင်းပြီးပုန်းနေပါတယ်ဂျွန်ကတော့မီးလောင်နေတဲ့ကားဒဇင်နဲ့ကားလူတယောက်ကိုကူညီဖို့ပြေးသွားပါတယ်အဲ့ဒီညမှာပဲသူတို့ကခရီးကိုဆက်သွားပြီးကနေဒါကိုဖျက်ချော်သွားပါတယ်လေစိတ်ကိုရှာဖွေနေနေမှာပဲသူတို့ကရေဒီယိုကိုနားထောင်နေပါတယ်ကျေကွန်ရဲ့အကြီးမားဆုံးပိုင်းကကဘာကိုထိမှန်ပြီးတော့တက်ရှိအားလုံးရဲ့85ရာခိုင်နှုန်းကျော်ကိုဖျက်ဆီးဖို့အချိန်ကတိတ်မကြံတော့ဘူးဆိုတာကိုသူတို့သိလိုက်ပြီလေသူတို့ကားမောင်းနေစင်မှာပဲလေးရင်းတစ်စင်းပြန်တက်သွားတာနဲ့နောက်တစ်စီးကပြန်တက်တော့မဲ့အခြေအနေကိုတွေ့လိုက်ပါတယ် ဒါကြောင့်သူတို့ကဒုတိယလေရင်ကိုလိုက်ကြပါတယ်။ဂျွန်ကကားကိုလေရင်ရှိတဲ့ထဲမှောင်းပြီးလေရင်ရှိမှပိတ်ရက်လိုက်ပါတယ်။လေရင်မှုကလူပြည့်နေပြီဖြစ်တဲ့အတွက်သူတို့ကိုခေါ်ဖို့တွန်းဆုံနေပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ကရအောင်ပြောပြီးတော့လိုက်သွားပြီလေ။လေရင်ပေါ်မှာဂျွန်ကတော့သူတို့အရင်တုန်းကချိန်တွေကိုပြန်ပြီးတော့အိမ်မက်မက်နေပါတယ်။နိုးလာတဲ့အခါမှာသူတို့က Greenland ကိုချဲ့ကပ်လာတာကိုတွေ့လိုက်ရပြီလေ။နေရာကကျဲတကွန်ကြောင့်ထိခိုက်မှုမရှိတဲ့ပုံပေါ်နေပါတယ်။ခဏကြာမှာတော့အပိုင်းစားတစ်ခုကရေထဲကိုကျပြီးတော့လိုင်းတစ်ခုကလေရင်ကိုရိုက်ခတ်သွားပြီလေ။ အဲ့ဒီချိန်မှာလေရင်ကအင်ဂျင်တစ်ခုလုံးချိုးရဲသွားပါတော့တယ်။လေရင်ကလေရင်ကိုအတက်နိုင်ဆုံးချောချောမုံမွေးဆင်းနိုင်အောင်ကြိုးစားပြီးတော့အောက်ကိုဆင်းလိုက်ပေမဲ့လေရင်မှုတွေကတော့ထိခိုက်မှုကြောင့်ပြီးပြီးသွားပါတယ်။ဂျုံကသူတို့ကိုသွားပြီးကူညီပေမဲ့ဘလို့မှမလွတ်မြောက်နိုင်တော့ပါဘူး။ဂျုံကမိုင်းနေငယ်ကွာမှာစစ်ဖက်လေရင်တစ်စီးဆက်သက်လာတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူကလေရင်တွေကလူတွေကိုအဲ့ဒီကိုသွားဖို့ပြောလိုက်ပါတယ်။သူတို့ရောက်တဲ့ချိန်မှာတော့စစ်ဖက်ကထရက်ကားတစ်စီးကသူတို့ကိုခေါ်ပြီးတော့ခလုံးရေးနေရာကိုသွားလိုက်ပါတယ်။သူတို့အတွင်းကိုသွားနေစင်ပါပဲ။ကျေတကွန်ကကဘာကိုထိမှန်ပြီလေ။ ထိခိုက်မှုကမိနစ်နည်းငယ်စွာမှာသူတို့စီကိုရောက်လာပါလိမ့်မယ်လူတွေကခိုးလုံရနေရာရဲ့အတွင်းပိုင်းကိုဆက်လက်သွားနေကြပါတယ်အထဲကိုရောက်တဲ့အခါမှာတော့သူတို့ကထိခိုက်မှုအတွက်ကိုကြိုပြီးပြင်ဆင်ထားကြပါတယ်ကိုလာချပြီးတဲ့ချိန်မှာတော့ကဘာကြီးကလူသူကင်းမဲ့ပြီးတော့မျိုးတွေအားလုံးကလည်းပျက်စီးသွားပါတယ်ဗီဒီယိုချက်ပြမှုတစ်ခုကတော့အသက်ရှင်နေတဲ့လူတွေကိုရှာဖွေဖို့တောက်လျှောက်ဆက်သွင်းနေပါတယ်ဖုံမုံတွေငိမ့်သက်သွားပြီးတရံကြီးလည်းမရှိတော့တဲ့အကြောင်းကိုအကြောင်းကြားလိုက်ပါတယ်ခိုးလုံရနေရာရဲ့အပေါက်တွေပွင့်လာပြီးမိသားစုတွေအားလုံးကအသက်ရှင်နေသေးပါတယ်ညှော်လင့်ချက်တင်ဂီတာတစ်ခုအနေနဲ့ကဘာကြီးရဲ့ပျက်စီးနေတဲ့အခြေအနေကိုရင်ဆိုင်ပြီးတော့ အပြင်မှာပြန်တန်းနေတဲ့ငှက်တဲ့ကောင်ကိုသူတို့မြင်တွေ့လိုက်ရပြီလေသူတို့ကခုံးလုံးရနေရကနေစပြီးထွက်လာပါတယ်ကဘာကြီးကိုအာကာသကနေမြင်တွေ့နေရတဲ့အချိန်မှာတော့ကဘာတဝမ်းကရေဒီယိုချက်ပြတွေကဆက်သွယ်နေပါတယ်ကဘာကျိုးပေါ်မှာနေရာတိုင်းမှာတက်ရှင်ကျဲတဲ့သူတွေရှိနေပါတယ်ဒီလိုမျိုးနောက်ထပ်ဇာကားကောင်းလေးတွေထပ်ပြီးတင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်ကြပေးပါဦးခင်ဗျာ